tomorrow, 那就那边那嘛，三天吃饱拉的，喏、嗯，大巴山呀，阿们个拉古，这片阿片，不少千古都嘴巴嘛，贴吧嘞，sorry，喏，大巴山呀，喏，喏。 တပ်ပါဆရာမင်္ဂလာဂါထာတော်ဖြစ်ပါတယ်။တပ်ပါဆရာမင်္ဂလာဂါထာတော်ဆိုတာအလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ဒီဝါတပ်တိအာရိစောရတ္တိမာဘာရိစန္ဒီမာဆိုတဲ့ဂါထာတော်ပါ။အဲ့တော့အဲ့ဒီဂါထာတော်မှာဆရာမကနော်ဒီဝါတပ်တိအာရိစောဆိုတဲ့ပုံမှန်ဂါထာတော်အပြင်ကိုဘောဓတပ်တိအေဇာသာဆိုတဲ့နော်ဂါထာအပိုက်ကလေးပြီးသွားရင်ဆရာမနောက်ထပ်ဘုရားကုံတော်၉ပါးထည့်ထားတယ်။ဘုရားကုံတော်၉ပါးပြီးသွားတော့မှာ ကာထိတန်တေးစာတမနန်ဆိုပြီးတော့ဆက်ပြီးပူဇော်ရမှာဖြစ်တယ်။ညောအဲ့ဒါကိုလည်းဆရာမသိတဲ့စာနဲ့ပြန်တင်ပေးပါအောင်မယ်။အဲ့တော့အခုပြောချင်တာကညောအခုပြောပြချင်တာကဒီတပတ်ကြမင်္ဂလာဂါရာတော်ကြီးဟာအခုလိုပဲဖျားရှင်တက်တော်ထင်ရှားရှိတယ်ဖျားရှင်ရဲ့သာသနာတော်ကာလမှာပေါ်ပေါက်လာတဲ့ဂါထာတော်ဖြစ်ပါတယ်။ထူးခြားတယ်။ဘာလို့ထူးခြားလဲဆိုတော့မြတ်စွာဘုရားရှင်ရဲ့တကယ့်ကိုနှုတ်ထွက်တော်စကားဖြစ်ပါတယ်။နော်နှုတ်ထွက်တော်စကားဂါထာတော်ဖြစ်ပါတယ်။ အဲ့တော့ဂါထာဆိုတာဘုရားရှင်ရဲ့နှုတ်ထွက်တွေကိုပြောတာပါနော်နှုတ်ထွက်စာပိုက်ကလေးတွေကိုဂါထာအနေနဲ့ပြောပါတယ်အဲ့တော့ဘုရားရဲ့နှုတ်ထွက်ဂါထာတော်ဖြစ်ပါတယ်အဋိဌံအတွက်ဆရာမဆက်ပြောပါမယ်ပြုတ်လုံရမယ်နော်အဋိဌံကတကယ်လပြည့်တဲ့အချိန်ကိုဥတည်ပြီးပြုတ်လုံရမှာဖြစ်တယ်လပြည့်တဲ့အချိန်ကအော်တိုဘလာ9ရက်တနင်္လာနေ့မနေ့10နာရီနဲ့16မိနစ်မှာနော်လပြည့်မှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီ10နာရီနဲ့16မိနစ်ကိုဥတည်ပြီးတော့နော် ်10နာရီကစလဲရတယ်10နာရီ9မိနစ်ကစလဲရတယ်မိမိတို့ပူစော်နေရင်နဲ့အဲ့ဒီလပြည့်တဲ့အချိန်ဖြစ်တဲ့10နာရီ16မိနစ်ကိုပူစော်နေရင်ချက်တန်းသွားဖို့ဖြစ်ပါလေနော်ပူစော်ရမှာကဒါပါစရာမင်္ဂလာဖြစ်တဲ့ဒီဝါဒပတိအာရိစောဂါထာတော်ဖြစ်ပါတယ်အဲ့တော့ဒီဝါဒပတိအာရိစောဂါထာတော်ကြီးကိုအမညာရုပ်ဖတ်တရေဆယ်ပူဇော်နေတဲ့ဂါထာတော်ချက်ပို့ပြီးတော့ပြည့်စုံတဲ့ဂါထာတော်လေးကိုဆရာမရဲ့မိတ်ဆွေ เนาะကောင်းလေမိတ်ဆွေရင်းချာတွေကတော့တိတ်ပြီးသားဖြစ်ပါလိမ့်မယ်เนาะအဲ့တော့အဲ့ဒါကဒီပါတပိအာရိစောရတ္ထိမှာဘာတိစန္တိမှာတန်နာတော်ခတ္တိရောတပတိဇာယိတပတိဓမ္မနောအထသံပမဟောရတ္တိဘုဒ္ဓောတပတိတေဇသာလို့ရောက်ပြီးသွားရင်ဘုရားကုံတော်ကိုးပါးကိုပူဇော်ရတာဖြစ်ပါတယ်အရဟံတမ္မာတမ္ပုတ်တော်ဝိစာဆရဏတမ္မေနောသူကတော်လောကဝိတု္ အနုတ္တရောပုရိသဓမ္မတာရတိတတ္တဒေဝမနုဿာဏံဘုဒ္ဓဘဂဝါလို့ပူဇော်ပြီးသွားမှအဲ့ဒီဂါရတော်ရဲ့နောက်ဆုံးပိုက်ဖြစ်တဲ့တာတိတံတေသတံမဏံဆိုတဲ့နောက်ဆုံးပိုက်ကိုရွတ်ဆိုပူဇော်ရမှာဖြစ်ပါတယ်။ဟုတ်ပြီနော်။အဲ့ဒီလိုပူဇော်မှုကိုဆောင်ရွက်ဖို့ဖြစ်ပါတယ်။အဲ့တော့အခုရွတ်ဆိုပူဇော်မှုကိုဆရာမအရင်ပြောပါမယ်လက်ဆောင်နဲ့နော်။ပူဇော်မှုကိုမိမိတို့ကဖျားရှိခိုးငါးပါးတိလခံယူမယ်နော်။မိမိတို့ဟို ဒီပူဇော်စက္ကပ်ဖို့တွေကိုအရင်ပြုလုပ်မယ်ပြီးသွားတော့မှเนาะ sorry ဖျားရှင်ကိုဟိုဟိုနေចောင်းတော်เนาะအများတန်းတော့ဘာလို့ပဲလှူလှူဘယ်အသိခံပဲလုံးတော့ဖျားရှင်ရဲ့ចောင်းတော်ကိုကတ်လှူပါပြီးရင်ចောင်းတော်ကိုဖိတ်ကြားပါပြီးတော့မှဒါမိမိဘာဆောင်ရွက်မယ်ဆိုတာကိုဖျားရှင်ကိုလျှောက်ထားပါเนาะအဲ့တော့ဥစ္စာပြုလုပ်ရမှာဩဃာတာအစကြည့်ပြီးဖျားရှင်ပုံမယ်ပြီးရင်၅ပါးသီလခံယူမယ်ပြီးရင်တော့ ်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုမိမိရဲ့အကြောင်းတော်မှာအကြောင်းတော်ရဲ့ဘွဲ့ကိုအနန္ထားရင်လေအဲ့ဒီဘွဲ့နာမည်အတိုင်းရှင်တော်မြတ်ဘုရားကိုကတ်လူပူဇော်ပါ၏ဘုရားကြွရောက်၍သတင်းသုံးတော်မူပါဘုရားလို့ဘုရားရှင်ကိုဖိတ်ကြားမှာဖြစ်ပါတယ်နော်ဖိတ်ကြားပြီးသွားရင်တော့အရှင်မြတ်စွာဘုရားဤနေ့ဤရက်သည်သတင်းကြလက်ဤလာဝင်းကြီးအင်အားပြည့်ဝသောလဘခပြည့်သည့်နေ့ဖြစ်ပါ၏ဤသတင်းကြလပြည့်နေ့ပဲဒါဖြစ်တော်သည်တပ်ပါစရာမင်္ဂလာဂါထာတော်မြတ်ကြီးကို เนาะกาถาโรญัตจีโก45ฉิ่งติติยော့ปวาตระเสปูซอมีဖြစ်ပါ ਈ ဖျားဤปูซอมမှုကိုရှင်မြတ်ဖျားအပုဇောခံချင်းမြင့်ပေးတော်မူပါဖျားဆိုပြီးတော့ဖျားရှင်ကိုအရင်လျှောက်ထားရမှာဖြစ်ပါ ਈ ဟုတ်ပြီနော်ဖျားရှင်ကိုလျှောက်ထားပြီးရင်เนาะ50နဲ့4កောင်เนาะဆရာမကုနာ45လို့ပြောမိလားမသိ50နဲ့4កောင်เนาะ50နဲ့4កောင်ပူဇော်ရမှာဖြစ်ပါတယ် ဲ့တော့54တော့ပူဇော်ရမယ်အဲ့ဒါကိုမြတ်စွာဘုရားရှင်ကိုပူဇော်ပါမယ်အကြောင်းလျှောက်ထားမယ်ပြီးရင်ဒါတွေကိုပြင်ဆင်ထားပြီးသားဖြစ်ပြင်ဆင်တဲ့အကြောင်းကိုဆရာမပြီးရင်ပြောမယ်နော်ပြင်ဆင်ထားပြီးသားလည်းဖြစ်ရမယ်ပြီးရင်တော့ပူဇော်မှုအတွက်အတူတကွပူဇော်ချဖို့တမာရီဝနတ်မြတ်နတ်ကောင်းနတ်အပေါင်းတွေကိုဖိတ်ကြားမယ်အဲ့ဒီဖိတ်ကြားတဲ့နေရာမှာနော်ဘယ်သူတွေပါပါဝင်ရမလဲဆိုတော့စက်ကြဝလာတိုက်တဲ့တောင်းကနတ်ကြမှာအပေါင်းတွေကိုလည်းဖိတ်ကြားပါနော်နောက်တစ်ခါ နေမင်းနော်နေနဲ့သားလက်နဲ့သားတို့ကိုလည်းဖိတ်ကြပါနော်အဲ့ဒီလိုပြည့်စုံအောင်ဖိတ်ကြပါကျန်တာတွေကတော့မိမိဖိတ်ကြနေကြတိုင်းပြည့်စုံအောင်ဖိတ်ကြသွားဖို့ဖြစ်ပါလေနော်ဖိတ်ကြတဲ့နေရာမှာလည်းကျွန်တော်နေအတူတကွာဤနေ့ဤရက်သည်သတင်းချုပ်လက်ဤလက်ပကပြည့်သောနေ့ဖြစ်သောကြောင့်ဤနေ့သည်မြတ်စွာဘုရားရှင်ဤနှုတ်ထွက်တော်ဖြစ်သောသဘာကြာမင်္ဂလာဂါထာတော်ကြီးဖြစ်ပေါ်လာသောနေ့ရက်ဖြစ်ပါ၏ဤနေ့တွင်လည်းအကျွန်ုပ်သည်ဘုရားရှင်ကိုရောမြတ်ကြီးဤရှေ့မောင်၌ပဲ ။တပါစရာမင်္ဂလာဂါထာတော့မြတ်ကြီးကို54ချိန်တိုင်းတိုင်းဒုတိယလေးညက်စွာရုပ်ပွား30ပူဇော်နာကြားမိဖြစ်ပါ၏။ကြွရောက်လာကြတော့တင်နဲ့မြတ်နဲ့ကောင်းနဲ့အပေါင်းတို့သည်လည်းကျွန်ုပ်နှင့်အတူတကွတပါစရာမင်္ဂလာဂါထာတော့မြတ်ကြီးအားရုပ်ပွား30ပူဇော်နာကြားကြပါကုန်လောဆိုပြီးတော့ဖိတ်ကြားမှာဖြစ်တယ်။အရင်ဆုံးဖရာကိုခွင့်ပန်မယ်။နော်ခွင့်ပန်မယ်ပြီးရင်နှက်ပင်မယ်နှက်ပင်ပြီးသွားတာနဲ့ဖျားကိုပြင်ဆင်ထားတာတွေကတ်လို့ဟုတ်ပြီအခုပြင်ဆင်မှုလာပြီ ဆရာမအခုပြင်ဆင်ပြတော့တာကိုအဝေးရဆိုတော့နော်နည်းနည်းရှင်းရမှာရှင်းမယ်ဟိုဆရာမထပ်ပုံပြပြီးလဲစာနဲ့တင်ရင်းနဲ့ပြန်တင်ပေးပါဦးမယ်နော်ဒီမှာကဆရာမနဲ့အနည်းဆုံးဒီနော်ဒါအခုဆရာမနဲ့အနည်းဆုံးဒီဒါဖျားရှိခိုးတဲ့နော်ဖျားရှိခိုးတဲ့သူရဲ့ဘက်ဖြစ်ပါလေနော်ဒီဘက်ဒီဒါဖျားရှင်ရဲ့ကြောင်းတော်ဘက်ပါနော်ဒီပန်းဟိုးလေးဒီဖျားရှင်နဲ့အနည်းဆုံးနေရာမှာရှိပါလေ မိမိရဲ့ညာဘက်မှာအဝတ်အဖြူကိုခင်းပြီးမိမိရဲ့ဘယ်ဘက်မှာအဝတ်အဝါကိုခင်းပါတယ်နော်အဖြူအဝါဇပွဲခင်းမရှိလဲရတယ်နော်မရှိလဲအဆင်ပြေတယ်လို့လုပ်ပါအများအပြားဆရာမမိတ်ဆွေတွေကတော့ဒီဇပွဲခင်းလေးရှိနေကြပါတယ်နော်အဲ့တော့အဲ့လိုလေးလုပ်ပါပြီးရင်နော်ကိုနဲ့အနည်းဆုံးရဲ့ညာဘက်ချမ်းမှာရေနွေးချမ်းသုံးခွက်ပြင်ပါမယ်ကိုနဲ့အနည်းဆုံးဘယ်ဘက်ချမ်းမှာဆရာမဒီပန်းဝလေးရွှေ့ပြမယ်နော်အဲ့တော့ ကိုနဲ့အနီးဆုံးဘယ်ညာဘက်ချမ်းမှာရေကြည်တော်သုံးွက်ထားပါမယ်နော်နောက်တစ်ခါဖျားရှင်ဘက်နော်ဖျားရှင်ဘက်မှာရှိနေတယ်ဒါကိုပဲအဲ့ဒီဘက်ကဖျားရှင်ဘက်နော်ဖျားရှင်ရဲ့ကျောင်းတော်ဘက်မှာထိတ်မှန်ကကြာဆန်းကျော်သုံးွက်ကိုပြင်ဆင်ထားပါမယ်ဟုတ်ပြီနော်ညာဘက်မှာကော်ဖီ၃ခွက်ကိုပြင်ဆင်ထားပါမယ်ပြင်ဆင်တဲ့နေရာမှာတတိထားပါ မိမိတို့ဟာညာလက်နဲ့ကင်ပြီးတော့အစာကိုစားကြတယ်လို့ပဲဖျားရှင်ဘက်ကပြန်ပြီးတော့ညာလက်နဲ့ကင်ပြီးဖုံးပေသုံးဆောင်တော်မူလို့ရအောင်ဇွန်တွေကိုပြင်ဆင်ထားရမှာဖြစ်တယ်လို့နော်ကော်ဖီကွက်ရဲ့နော်ဂိုင်းလေးတွေပါတယ်ဆိုရင်ဂိုင်းလေးတွေကိုဒီလိုပြင်ဆင်ထားဖို့လိုအပ်ပါရဲ့နော်အဲ့ဒီလိုပြင်ဆင်ထားမယ်ပြီးရင်တော့ပန်းအဖြူ၅ပွင့်ပန်းဖြူ၅ပွင့်ကဂန္ဓမာရတယ်ရတယ်နော်နောက်တစ်ခါ နှင်းစီရလဲရတယ်ဘာဖြစ်ဖြစ်ပန်းအဖြူငါးဖွင့်ဖြစ်ဖို့ပဲလိုပါတယ်အဲ့ဒါကိုမိမိရဲ့ညာဘက်ဇပွဲခင်းအဖြူထားတဲ့ဘက်မှာပြင်ပါမယ်ဟုတ်ပြီနော်ကော်ဖီကွက်တွေရေကြည်တော်ကွက်တွေရှိတဲ့ဘက်မှာပြင်ပါမယ်ပြင်ပြီးရင်ရပါပြီဟုတ်ပြီနော်ဒါပြင်ဆင်မှုကိုပြောတာပါအဲပြီးရင်တော့ဖျားရှင်ကိုကတ်လို့ရမယ်အဲ့တော့ကတ်လို့တဲ့အခါမှာမိမိကအဆောင်အလျှောက်တွေနော်သာသနာ့ဆောင်နေမင်းကြီးတွေအဆောင်အလျှောက်တွေ နော်နှစ်တကြားတွေကိုအကုန်ဖိတ်ကြားထားပြီးဖြစ်တဲ့အတွက်မိမိကန့်လူတာကိုကြွားရောက်လာတဲ့တမာရီဝနဲ့မျက်နှာကောင်နဲ့အပေါင်းနဲ့အဆောင်အရှောင်တွေကလည်းအထူးတကားကန့်လူကြပါလိမ့်။ဒါပေမဲ့သိတာအောင်နော်ဖိတ်ကြားရမှာဖြစ်တယ်။ဒါကြောင့်ယခုအခါတပည့်တော်သည်ရှင်တော်မြတ်ဖျားအားဤသတင်းကြောင့်လာပြည့်နေ၏ကုသိုလ်ပြင်ဆင်မှုအားဖြင့်ကန့်လူမည်ဖြစ်ပါ၏။ဤကန့်လူသောကုသိုလ်တို့ကိုအကျွန်ုပ်နှင့်အထူးတကား တပါစီယာမင်္ဂလာဂါထာတော်ညံကြီးကိုရုပ်ပွားတရဆယ်ပူဇော်နာကြကြရန်အတွက်ရောက်ရှိလာကြကုန်သောတမာရီဝနှမျက်နှကောင်းနှံအပေါင်းရိယာတရဆင်တရကောင်းသူများလုံးအပေါင်းအဆောင်လျှောက်ပုဂ္ဂိုလ်လူပုဂ္ဂိုလ်များအပေါင်းတို့ဒီလေအတူတကွပူပူဇော်ကြပါကုန်လောကတ်လှူကြပါကုန်လောဆိုပြီးတော့အဲ့ဒီလိုပြောရမယ်ပြောပြီးသွားရင်အရှင်မြတ်စွာဘုရားနော်ဘယ်ကနေစမလဲဆိုတော့အရှင်မြတ်စွာဘုရားဒါပြီးတော့ဒီရှင်တော်မြတ်ဘုရားအာ နေ့စွန်အဖြစ်သာ10နာရီနဲ့19မိနစ်ဆိုတော့နေ့စွန်အချိန်ရောက်ပါပြီနေ့စွန်အဖြစ်အာယုံညှော့သွားလေးရဲ့ရတနာသုံးပါးဥထိတ်ထားကကြာစံကျော်เนาะဒါဆရာမတမင်လက်နဲ့ပြတာပြเสียမလို့เนาะကြာစံကျော်သုံးပွဲကိုပြင်ဆင်ကတ်လို့ပါ යි ဗျာဖုံးပေသုံးဆောင်တော်မူပါဗျာအချိုးပွဲအဖြစ်ကော်ဖီစွန်သုံးပွဲကိုလည်းပြင်ဆင်ကတ်လို့ပါ යි ဗျာ အချိုပွဲအဖြစ်ဖုံးပေသုံးဆောင်တော်မူပါရှင်မြတ်ဗျာရေနွေးချမ်းအဖြစ်လည်းပြင်ဆင်ကတ်လူပါ၏ဗျာရေကြီးတော်အဖြစ်လည်းပြင်ဆင်ကတ်လူပါ၏ဗျာရှင်တော်မြတ်ဗျာဖုံးပေသုံးဆောင်တော်မူပါရှင်မြတ်ဗျာအဲ့ဒါပြီးတော့ပန်းပြူမယ်ပန်းကကြတော့ကတ်လူလို့မရဘူးကိုကကိုရဲ့အဲ့ဒီနေ့ရဲ့အဖြူရောင် အာကြီးစေတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့် 啊,有有啊！漂亮，俺阿哥家有钱啊！啊 stitches, 你耍偏心，讲多苦。啊！漂亮，笨我变成钱啊！你偏不了，偏心我，难免喽。破要懒呀的，随便地过钱子，大道？喏，现在呢，喏，我故乡么个的，没说喽，偏的喽，现在在谈过你嘛，说喽，你咯，啊，哎，现在在嘛，一路谈嘛，喏，谈不了，偏心我，心眼耍偏，隔壁落弟，心侬咪偏啊！ ဖြိုးဖွဲတန့်စင်၍လန်းဆန်းပွေးကြင်သောဤပန်းတို့ဖြင့်ရှင်တော်မြတ်ဖျားဤဂုံကျေးစုတို့ကိုပူဇော်ပါဤရှင်ဖျားဩမကတ်ကျူနေနော်ဖျားအလိုမခံအဲ့တော့အဲ့ဒီလိုလေနော်ပူဇော်လိုက်မှာဖြစ်တယ်အဲ့တော့ပူဇော်လို့ပြီးသွားပြီဆိုရင်အရှင်မြတ်ဖျားတပည့်တော်ဒီဤကတ်လူချင်းနဲ့ပူဇော်ခြင်းတို့ဆောင်ရွက်ပြီးတင်နေအတူ မြတ်စွာဘုရားရှင်ကိုရောညတ်ကြီးကိုဥထိတ်ထားလေရဲ့တပ်ပါစရာမင်္ဂလာဂါထာတော်ညတ်ကြီးကို54ချိန်တိုင်းတိုင်းရိုသေးလေးညတ်စွာရောပွားတည်းဆဲပူဇော်ပါမိဖျားလို့ဆိုပြီးတော့နမောတတဘဂဝတော်အရဟတော်တမ္မာတမ္ဗုဒ္ဓတာဆိုပြီးတော့အဲ့ဒါအစခြေပြီးတော့ခုနကဆရာမပြောတဲ့အတိုင်းဂုံတော်၉ပါးအပါနော်ဒီပါတပ်ပြီးအာရိသောဂါထာတော်ဖြစ်တဲ့တပ်ပါစရာမင်္ဂလာဂါထာတော်ကြီးကို အလုံး94ချိန်ပူဇော်ရမှာဖြစ်တယ်အဲ့တော့ကျမရဲ့94ချိန်ကနဲတာပေါ့ဂါထာလေးကလည်းတော်တော်လေးညံလိုက်တာမဟုတ်ဘူးနော်အသေးအချာအာယုံပြုတ်ပြီးတော့ပူဇော်ရမှာဖြစ်တဲ့အတွက်ပိသအောင်ဆိုပေးပါနော်ဒီဝါတမရဒီဇော်ရနီမမနီသနီမန်တန်တော်ကလေးအဲ့ဒါဆိုရင်မထိရောက်ဘူးနော်မထိရောက်ဘူးကျမအခုကျမနဲ့အတူတကွာဆောင်ရွက်ကြမယ်ကုသိုလ်သည်ကျမဘာဖြစ်စေချင်တာလဲဆိုတော့ တတစိတ်အင်အားကြီးမားစွာနဲ့ရိုသေလေးမြတ်သောစိတ်ကြီးညိုမှုစိတ်နဲ့ထက်တန်သောစိတ်တို့နဲ့ပူဇော်တာကိုဖြစ်စေခြင်းဟုတ်တယ်နော်အဲ့ဒီလိုဖြစ်စေခြင်းတဲ့အတွက်သေးသေးချာချာလေးလေးမြတ်မြတ်အာယုံစိုက်ပြီးအပန်ထွက်မှန်မှန်နဲ့နော်အဘိဘယ်ကိုလဲဆရာမခုနကပြောထားတာလေးတွေကိုအာယုံညှောင်းပြီးတော့ပူဇော်သွားရမှာဖြစ်တယ်54ချိန်ကခုနကဆရာမရွတ်ပြတယ်လို့ရွတ်သွားရင်ခဏလေးနဲ့ပြီးတယ်ဒါပေမဲ့ နော်ဒါပေမဲ့သေးသေးချာချာဂါရဝတရားထားပြီးတော့ပူဇော်မယ်ဆိုရင်ခဏလေးနဲ့မပြီးပါဘူး54ချိန်ရနော်အဲဒါဈာထဲမှာဂုံတော်၉ပါးလဲပါလိမ့်တယ်နော်ဂုံတော်၉ပါးကိုပူဇော်တဲ့နေရာမှာလဲပဲဒီမှာဓမ္မအရိသောတာမကဘူးဂုံတော်၉ပါးကိုပူဇော်တဲ့နေရာမှာလဲပဲအဲ့ဒီဂုံတော်၉ပါးပေါ်မှာသေးချာရိုသေလေးမျက်စွာဖះရှင်ရဲ့ဂုံတော်၉ပါးကိုအာယုံညှက်ပြီးပူဇော်နေတာဖြစ်ရတယ်နော်ဖះရှင်နောက်ဆုံးပြောတယ်လေဗုဒ္ဓတတ္တိတေဇတာတဲ့နော်တေဇဆိုတာဖုံးတကုတ်ကိုပြောတာ ငါဖះရှင်ပါတဲ့အဲ့ဒီဖုံးတဘိုးတွေဂျောင်းနဲ့เนาะတေဇသားဆိုတာဖုံးတဘိုးအဲ့တော့ဗုဒ္ဓဖះရှင်နေမှာတဲ့အဲ့ဒီဖုံးတဘိုးတော်တွေဂျောင်းနေညအခါမလက်မယွေးတင့်တယ်နေပါတယ်လို့ဖះရှင်ကအဲ့ဒီလိုမိတ်တော်မူလိုက်တာဖြစ်တယ်အဲ့တော့ဆရာမကုနာပြောတယ်လို့ဘာဖုံးတဘိုးတွေလဲเนาะအဲ့တော့အဲ့ဒီဖုံးတဘိုးတွေကိုလည်းဆရာမကုနာကပြောပြပေးလိုက်တယ်เนาะမြတ်တာရယ်ခန္တီရယ်တမာတိရယ်เนาะနောက်တစ်ခါဟိုတမာတိရယ်ပညာရယ်သီလရယ်အဲ့ဒီဖုံးတဘိုးတွေ ဟုတ်တယ်နော်ဆီယမ်မမှားမှဆိုလို့ဟိုပြန်ပြီးတော့ပြောရသေးတယ်ကြည့်ရသေးတယ်အဲ့တော့အဲ့ဒီဖုန်းတကူ၅ပါးကြောင့်မျက်စွာဖျားရှင်အစိမ့်အချိန်မရွေးနော်တင့်တယ်နေပါတယ်တဲ့ဆိုတော့အဲ့တော့ပူဇော်နေရင်းနဲ့ဖျားရှင်ပြောတဲ့စကားအဲ့ဒါဖျားရှင်ပြောတဲ့စကားလူစကားနဲ့ပြောရရင်နော်ဒါဟိုဟိုနည်းနဲ့ပြောရင်နော်ဂါထာပေါ့လူစကားနဲ့ပြောရင်နော်ဖျားရှင်ပြောတဲ့စကားအဲ့တော့ဖျားရှင်ပြောခဲ့တဲ့စကားကိုအာယုံထဲမှာထားပြီးတော့ပူဇော်သွားပါအလွန်ထူးခြားသောပီတိတွေဖြစ်ပေါ်လာရင် ပူဇော်နေတဲ့အသင်မိတ်ဆွေတီလဲအလွန်ထူးခြားသောကြောင်းလဲတိုးတက်မှုတွေဖြစ်ပေါ်လာလိမ့်မယ်လို့ယုံကြည်စွာနဲ့ပူဇော်သွားပါလို့ပြောချင်ပါတယ်။ပူဇော်လို့ပြီးသွားရင်တော့အမျှဝေပါမယ်။နော်အမျှဝေပါမယ်။အမျှဝေတဲ့အခါမှာမိမိဖိတ်ကြားထားတဲ့ပုံစံတွေအကုန်လုံးနော်ပါဝင်အောင်ဘိုင်းနင်းနဲ့ပြန်တက်ပြီးအမျှဝေမယ်။နော်ပြီးရင်တော့မြစ်တာပို့မယ်။မြစ်တာပို့ပြီးသွားရင်တော့အားလုံး အဋ္ဌကံကုသိုလ်ပြီးစီးသွားပြီဖြစ်ပါတယ်။နော်အဋ္ဌကံကုသိုလ်ပြီးစီးသွားပြီဖြစ်တဲ့အတွက်ကြောင့်လာပြေနေ့မှာမိမိပြုတ်ခဲ့တဲ့ဒီကုသိုလ်သည်ဝတရားကျေတာဝန်ကျေဆောင်ရွက်ခဲ့ခြင်းမဟုတ်ပဲမြတ်စွာဘုရားရှင်ဤနှုတ်ထွက်စကားကိုယုံကြည်လေးစားကြည်ညိုစွာဖြင့်ပူဇော်ခဲ့ခြင်းဖြစ်ပါတယ်လို့မိမိကိုမိမိသစ္စာစုံနိုင်ရမယ်။အဲ့ဒီလိုသစ္စာစုံနိုင်တော့သူတို့သည် 咪咪嘛，鸡 o 嘞，哎，开开嘞个，地表昂三长用南方来洗巴嘞，辣椒对对叉叉，鸡肉打打生嘞，上月加班了，想阿哥，哎，里路嘞，你当下看见嘛嘞？喏，阿龙妹，没水路阿龙，咪咪，鸡肉在打打生嘞，就六加多，高母骨头肉一阿婆八家狗，咪咪落地别话说，加水加冰。 အနေကင်းဘေးရှင်၍စိတ်ချမ်းသာကိုကြမ်းမာစွာဖြင့်မိမိလိုလားတောင်းတတမျှကောင်းချိုမှန်သမျှတို့ပြည့်စုံကြသည်ဖြစ်ကြပါစေ။